ဒီမွေးနေ့မှာဖယားတော့ကြောင်းတပါဒီမွေးနေ့မှာလာဆောင်မဲမဲမျက်နှာလို့ချနာရကောဝဲပြီးမင်းရမွေးနေ့မှာစတောင်းစကားလေးပြန်လွင်နေရေဒီယိုလေးတဇင်ဖန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတ်တရားနေ့အစီအစဉ်ကနေဒီနေ့အေပြီလ9ရက်နေ့မှာမွေးနေ့ကြရောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့ ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုတ်လွှင့်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ပြမောင်ဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြင်ဦးလင်မျိုးကအန်တီတော်ချူချူအေးရဲ့58နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါတယ်။အန်တီတော်ချူချူအေးရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ ပြင်းလင်ကချစ်ခင်မွန်ဦးအိုက်စင်နဲ့ချစ်သမီးလေးခင်မေချိုတို့ကပအဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှမွေးနေ့ပြင်းမြောက်တဲ့ပြင်းလင်မျိုးကအန်တီချိုချိုအေးအတွက်ကိုလည်းကစင်းဖက်ရဲ့အမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့စုမကောင်းစကားလေးတောင်းဆုပြုပေးကြပါတယ်ရှင်။ဒီနေ့မှပြင်းမြောက်တဲ့58နှစ်ပြည့်မွေးနေ့အစပြီးတော့ချစ်ရတဲ့သားသမီးမြင်းမြင့်တင်နဲ့အတူတူပျော်ရွှင်နိုင်ပါစေ။အခုလိုပျော်ရွှင်စရာနေ့ရက်တိုင်းကိုလည်းနောက်ထပ်နှစ်ပေါင်းများစွာထိ စိတ်ချမ်းသာကိုကျမ်းမာစွာနဲ့ဖြတ်တန်းနိုင်ပါစေလို့ဝင်းနေစုမွန်စကားလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။ဆက်လက်ပြီးတော့အမတ်တရားနေ့အစီအစဉ်ကနေစူတောင်းပေးရမယ့်မွေးနေ့ရှင်လေးကတော့ရေနံချောင်းမျိုးကညီမလေးချစ်တဲ့ဖြူရဲ့25နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ညီမလေးချစ်တဲ့ဖြူရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ဘကိုးကနန်းအီးဖြူအင်းတကောကမမယာ မန္တလေးရမအီမျိုးတန်တောင်တွင်ကြီးရမခင်မြဝင်းတို့ကပောင်ဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါရယ်ရှင်အစီအစဉ်လေးကနေအခုနောက်ဆုံးအနေနဲ့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်းကညီမလေးဩသစင်ကိုရဲ့19နှစ်ပြည့်မွေးနေ့အတွက်ပဲဖြစ်ပါရယ်ညီမလေးဩသစင်ကိုရဲ့ဒီနေ့မှပြည့်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်ကခိုင်နေဝင်းနဲ့အမအဲလာခင်ခင်တို့ကပောင်ဝင်တောင်းဆိုပေးထားတာပဲဖြစ်ပါရယ်ရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ပြမြောက်ကြတဲ့ရေနံကျောင်းမျိုးကမြမလေးချစ်တဲ့ပြူနဲ့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်းကမြမလေးဩသစဉ်ကိုတို့အတွက်ကိုလည်းဒဇယန်ဖက်ရဲ့အမတ်တရားနေ့အစီအစဉ်ကနေမွေးနေ့စုမွန်စကားလေးခြွေပေးကြပါရှင်မင်္ဂလာရှိတဲ့မွေးနေ့ရက်မြက်လေးဖြစ်ပါစေအခက်အခဲမှန်သမျှကင်းစင်လွင်ပြောက်ကြပါစေပျော်ရွှင်ရတဲ့နေ့ရက်တွေကိုပဲပိုင်ဆိုင်နိုင်ပြီးတော့ချစ်ရတဲ့သူတွေနဲ့လည်းနောက်နှစ်ပေါင်းများစွာတည်နေထိုင်သွားနိုင်ပါစေလို့မွေးနေ့စုမွန်စကားလေးခြွေပေးလိုက်ပါရှင် အမတ်တရားနေ့စီစဉ်ကနေဒီနေ့မှကြာရောက်တဲ့မွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုတ်လွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဒီနေ့မှကြာရောက်တဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုတ်လွှင့်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် ချစ်သူစုံတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပရမောင်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်မျိုးကမောင်လေးဝင်းမြတ်စော်ပဲဖြစ်ပါတယ်ရှင်။သူကတော့ပြည်မျိုးကကိုထူးဝင်းသက်နဲ့မဝင်းမြတ်တော်တို့ရဲ့ဒီနေ့မှပြမြောက်တဲ့မင်္ဂလာသက်တမ်းတနည်းပြည့်အတွက်ကိုပါဝင်ပြီးတော့တောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးအနေနဲ့ပါဝင်လာတဲ့ပရိသတ်ကတော့ပခုတ်ကူမျိုးကမဆုတန်စင်မောင်ပဲဖြစ်ပါတယ်။သူကတော့ပခုတ်ကူမျိုးကသက်ဆိုင်သူကိုစရာမျိုးနဲ့ဒီနေ့မှပြမြောက်တဲ့ ကျစ်သူတက်တန်းနှစ်နှစ်နဲ့6လပြည့်အတွက်ကိုကိုရိုင်းမဲပါဝင်တောင်းဆိုထားတာဖြစ်ပါတယ်ရှင်။တက်ဆိုင်သူအတွက်စကားလက်ဆောင်လေးအနေနဲ့ကတော့ကိုကိုကိုအရန်ချစ်ပါတယ်။အမြန်ဆုံးနှီးဆက်ဖို့လည်းစူးစမ်းကြပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှနှစ်ပတ်လည်အကြောင်းရောက်ကြတဲ့ကျစ်သူစုံတွဲတွေအားလုံးနဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးအတွက်ကိုလည်းအမတ်တရားနေ့အစီအစဉ်ကနေစုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါတယ်ရှင်။ဒီနေ့နှစ်ပတ်လည်အားစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ ကြုံလာသမျှအခက်အခဲအတားစီတိုင်းကိုလည်းအတူလက်တွဲဖြေရှင်းနိုင်ကြပါစေလို့စွမ်းမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရရှင်။ပရိသတ်တွေအားလုံးခုနားဆင်ကြရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုတ်လင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ ဒဇယံဖန်ပြည်သက်ကြီးအားအမတ်တရားနေ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်ပြီးတော့တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်ဒဇယံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3933 639 1639မှာပအဝင်ပြီးတော့တောင်းဆိုနိုင်သလို ဒဇယဖန် entertainment youtube channel မှာလည်းကွန်မန့်လေးတွေပါဝင်ရေးသားပြီးတော့တောင်းဆိုပေးနိုင်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြတဲ့ချရာတဲ့ဒဇင်ပရိသတ်များအားလုံးလည်းနေ့ရက်တိုင်းမှာပျော်ရွှင်ပြီးတော့အပြုံမန်းနေအစဉ်ထောင်ရဖွင့်လန်းနိုင်ကြပါစေရှင်။